အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့အခုလက်ရှိချိန်မှာကမ္ဘာသတင်းတွေမှာလှုပ်လှုပ်ရှားဖြစ်သွားစေတဲ့ကမ္ဘာအောင်အောင်သွားစေတဲ့ရုရှားယူကရိန်းသတင်းတစ်ပုဒ်ကြောင့်ပြောပြချင်ပါတယ်အဲ့ဒီသတင်းအောင်ဒရုန်းများလဲတွေ့ပူပြီးသားကြားပြီးသားဖြစ်မှာပါပဲ Operation Spider Web ပေါ့နော် Operation Pavutina ဆိုပြီးကိုင်စစ်စင်ဆိုပြီးတော့ရုရှားနိုင်ငံရဲ့အရေးကြီးတဲ့စစ်လေရင်တွေရထားတဲ့နေရာတွေရှိပါတယ်အဲ့ဒါကိုယူကရိန်းနေသွားပြီးတော့ drone အမြောက်အမြောက်တုံးပြီးတော့စစ်စင်တစ်ခုအနေနဲ့လှုပ်ပြီးတော့ဘုံခွဲဖောက်ခွဲဖြစ်စီလိုက်တာပါ ဲ့ဒီမှာအဝေါ်စရာတွေထူးဆန်းတာတွေအများကြီးရှိရပါဘူး။ကျွန်တော်ပထမအုံးဆုံးမြင်လဲရတာပေါ့အခုဒီ modern စစ်ပွဲတွေမှာပေါ့နော်။ဒါမျိုးအရင်တော့မရှိသေးပါဘူး။ခက်ဆင်ဆင်ဖြစ်ရတဲ့ရှိခဲ့ဘူးရဲ့ဆိုပေမဲ့ဒီလိုမျိုးအကြီးကျယ်ဆက်စင်တစ်ခုနဲ့ဒီလောက်ပုံမှန်တာဒါပထမအုံးဆုံးတစ်ချိန်မှာနောက်တစ်ခုအားသိစရာကောင်းတာပါလဲဆိုတော့ကျွန်တော်အဲ့ဒါအပြီးမှာပဲဒီဆက်စင်အပြီးမှာပဲနိုင်ပိုင်းအတွင်းမှာကျွန်တော်တူဂျီနိုင်ငံမှာလို့တဲ့အစ္စတန်ဘူမှာလို့တဲ့ရုရှားနဲ့ယူကရိန်းညီငယ်ဆွေးနွေးပွဲရှိပါတယ်။အဲ့တော့ညီငယ်ဆွေးနွေးပွဲမတိုင်ခင်မှာဘာဖြစ်လို့ဒီလိုမျိုး စစ်စင်အကြီးကိုလောလိုက်တာလဲပေါ့နော်တိုက်ဆိုင်မှုတစ်ခုလားဆိုတိုက်ဆိုင်တာမဟုတ်ပေါ့တမင်တကာကိုရွေပြီးတော့ message တစ်ခုပေးလိုက်တာပါနော်အဲ့ဒါရဲ့အကျိုးဆက်နဲ့ပတ်သက်လို့ကတော့ဘာဖြစ်လာမလဲဆိုတော့ကောင်းတာလည်းဖြစ်လာနိုင်တယ်ဆိုးတာလည်းဖြစ်လာနိုင်တာပေါ့နော်ယူကရိန်းနိုင်ငံအတွက်ကဟုတ်ပြီပထမဆုံးအနေနဲ့အဲ့ဒီစစ်စင်ကြီးကဘယ်လိုလုပ်သွားတာလဲဘယ်လိုပုံစံမျိုးလဲပေါ့နော်မြန်မာပြည်စစ်စင်အကြီးကြီးဆိုလို့လို့ရှိရင်အနေနဲ့တအားများတဲ့စစ်စင်ကြီးဆိုလို့ရှိရင်ယူကရိန်းနိုင်ငံအမေရိကန်နိုင်ငံကိုကြိုပြီးအသိပေးပါတယ် ဘာလို့ဆိုတော့အဓိကနောက်ကွယ်အနေသူ့ကိုထောက်ပံ့ပေးနေတဲ့အမေရိကန်နိုင်ငံဖြစ်လို့ပေါ့နော်အဲ့မဒီတစ်ခေါက်မှာတော့ယူကရိန်းကလုံးဝအမေရိကန်ပေးမသိပါဘူးလေအပေးမသိလို့ရလားဆိုရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတစ်ခေါက်စစ်စင်ရေးလောက်သွားတာယာနုံးပြည်ဟာယူကရိန်းပစ္စည်းတွေပါယူကရိန်းနိုင်ငံထုတ်လုပ်တဲ့ပစ္စည်းတွေနဲ့တော့သူ့လူတွေနဲ့ပဲလောက်သွားတော့ပါအဲ့တော့အမေရိကန်အကူအညီမပါပဲလောက်သွားတယ်အဲ့ဒါနဲ့လေဒီလိုမျိုးလုံးဆောင်နိုင်စွမ်းရှိတယ်ဆိုတော့ပြလိုက်တာပေါ့နော်အဲ့တော့အမေရိကန်ကတော့သူ့ပစ္စည်းမတုံတဲ့အတွက်ကြောင့်ဒီအားဖြစ်လာတဲ့အကျိုးဆက်ကသူနဲ့တိတ်မဆိုင်တဲ့အတွက်ကြောင့်အများကြီးကြိုးပြီးအတိမပေးတော့ဘူးနော် ဒီစစ်စင်ရဲ့အတွက်အချိန်ဘယ်လောက်ယူရလဲဆိုတော့ဒါဇင်လင်းစကီရဲ့စကားရဆိုလို့ရှင်ကျွန်တော်16လပေါ့နော်တနှစ်ခွဲလောက်ချိန်ယူရတနှစ်ခွဲဆိုအခုချိန်နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်2024တလာပိုင်းပုံဝင်ချိန်အဲ့ဒီမတိုင်ခင်တည်းကနေပဲကြိုတင်ပြင်ဆင်ထားတဲ့စီမံကိန်းတစ်ခု operation တစ်ခုပေါ့နော်ဟုတ်ပြီအဲ့တော့အလောက်အကြာကြီးစစ်စင်ရဲ့တစ်ခုလုံးမယ်ဆိုလို့ရှင်ကြိုတင်ပြင်ဆင်ရတယ်ဆိုတာဒါထုံးစံပဲပေါ့နော်တနှစ်လောက်ကိုလုံးဝတရင်အပြုံမပေါက်ကြားပဲနဲ့ထင်းသီးနားနားနဲ့ဆိုတော့ဒီလိုအောင်းအောင်းဆရာကောင်းတော့ပေါ့မလွယ်ပေါ့တနှစ်ခွဲလောက်လုံးဝရင်ဒါတော့ Russian Nature Green ဆိုတာ ခြေချင်းရှုပ်နေတာပါရုရှားဘက်မှာလည်းယူကရိန်းထုတ်လိုက်ရည်များရှိတယ်ယူကရိန်းမှာလည်းရုရှားထုတ်လိုက်ရည်များရှိပါတယ်လုံးဝမသိအောင်ဒီစစ်ရေးတစ်ခုအစအစိုးလောက်သွန်းနိုင်တယ်ဆိုတာပထမတစ်ချက်နေနဲ့အဲ့ဒါအံ့ဩစရာပါတို့ကနှိမ့်ချက်ကပမာဏပေါ့နော်အဲ့တော့တည်ကြဖို့လက်ရှိအချိန်တရားယူကရိန်းကပြောတာကတော့ဒါလေးရင်အစီး40လောက်ဖြစ်စီလိုက်တယ်လို့ပြောပါတယ်တီကြတော့တရင်ရဆိုလို့ရှိရင်16စီအထက်ကတော့လက်ရှိချိန်မှာတပ်ပုံရတာတော့တော်တော်ကတီကြတာပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဒီစီးပြတ်သွားတယ် ဲ့တော့လုံးဝတေချာတာ14စီအထက်မှာရှိတာပေါ့နော်ထက်ထက်ပြီးတော့ဓပုံတွေထွက်လာမယ်နောက်တစ်ခါသက်သေတွေရလာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အတီးပြုတ်လို့ရမှာပေါ့နော်တရှိစီမှာယူကွင်းရဲ့ပြောစကားအရဆိုလို့လို့ရှိရင်ဒါစီ40လောက်ပျက်စီးသွားလို့ပြောလို့ရပါတယ်ဟုတ်ပြီအဲ့ဒီမှာလေးနဲ့ပတ်သက်လို့ပေါ့နော်ဘလို့ပုံစံလေးရင်နေလဲနောက်တစ်ခါဒီစစ်ပွဲတွေမှာဘလို့သုံးတာလဲဆိုတာအဓိကတော့ရုရှားယူကွင်းနဲ့ဆိုမှာသုံးတာအဓိကလေးပုံစံသုံးမျိုးပေါ့နော်အဲ့ဒီနည်းပညာနဲ့ပတ်သက်တဲ့နော်စစ်ဘက်ဆိုင်ရာအခေါ်အဝေတွေနဲ့ဆိုလို့ရှိရင်နားမလည်ပါဆိုလို့အလိုလိုတဲ့ပုံစံမျိုးကျွန်တော်ပြောရမှာခင်ဗျာပထမတစ်ခုလဲကြာတော့ ပထမအမျိုးသားတကောကြတော့ဘာလုပ်တာလဲဆိုတော့သူကနေပြီးတော့လေယာဉ်အမြင်ပြန်တက်လိုက်မယ်ပြလို့ရှိရင်ယူကရိန်းဘက်ကလှုပ်ရှားနေတဲ့လေကြောင်းဆိုင်ကလှုပ်ရှားမှုတွေကိုသူကသတင်းချက်လိုက်ရရပါတယ်ပြလို့လို့ရှိရင်သူ့ရဲ့ရုရှားမြေပြင်ဖြစ်ဖြစ်မှာဒါမှမဟုတ်ရုရှားရဲ့လေကြောင်းစစ်ဆေးဌာနကိုဖြစ်ဖြစ်မှာသတင်းပြန်ပို့ပေးပါတယ်အဲ့တော့အဲ့ဒါတွေရဲ့လေယာဉ်တော်တော်လေးအသုံးတည့်ပါတယ်အဲ့ဒါတမျိုးတစားတစ်ခုပါနောက်မျိုးစတစ်ခုကကျတော့သူတို့ကိုယ်တိုင်ပြင့်မှတ်တွေကိုပြစ်တာပါသူတို့ကိုယ်တိုင်လေထဲကိုပြန်တက်လာမယ်ပြလို့လို့ရှိရင်ဒီ လီမောကနေပဲခက်ဝီဝီကိုယူကိန်းနိုင်ငံတွေကိုပြစ်လို့ရသလောက်ပြစ်ချင်တဲ့ပြစ်မှတ်တွေကိုလှမ်းပြီးပြစ်တာပေါ့အဲ့တမျိုးရှိပါနောက်တစ်မျိုးကကြတော့နျူကလ িয়ার ဘုံးတွေပါတည်လို့ရတဲ့နျူကလ িয়ার ဘုံးဆိုတာအခုခေတ်မှာတော့ဘယ်သူမှအဲ့နေရာတွေတွားပြီးတော့ဟိုအရင်တော့ကဒီအမေရိကန်သုံးသွားတဲ့ပုံစံလိုပေါ့နော်အဲ့နေရာကိုတွားမှပြင်အပေါ်ကနေပြစ်ချအဲ့လိုမဟုတ်တော့ပေါ့ဒီပညာမြင့်သွားပြီးဖြစ်တဲ့ကြောင့်လီတွေတက်သွားမှပြလို့ရှိရင်အဲ့ဒီကနေမှတစင်ပြစ်လွတ်တာပေါ့နော်အဲ့လိုလင်းမှာအတိအကျသုံးမျိုးသုံးစားပေါ့နော်လက်ရှိချိန်မှာအရေးအတွက်ကအတိအကျမသိဘူးဆိုပေမဲ့အဲ့ဒီသုံးသုံးမျိုးလုံးပေါ့နော် ထိခိုက်အောင်ဖျက်ဆီးလမ်းနိုင်တယ်ဆိုပြီးတော့ယူကရိန်းဘက်ကကြေညာပါတယ်လက်ရှိချိန်မှာတရင်ကတော့ကျွန်တော်ယူကရိန်းဘက်ကတရင်မရှိသေးဘူးရုရှားကျတော့တိုက်ခိုက်မှုဖြစ်သွားတယ်ပျက်စီးမှုဆုံးရှုံးမှုရှိတယ်ဆိုတော့သိတယ်ဒါပေမဲ့ပထမဆုံးတည်းကပဲအဲ့ဒီတရင်ကြေညာလိုက်တာခုနောက်ပိုင်းမှာအားနဲ့ပတ်သက်တဲ့တရင်လုံးဝမတက်လာပါဘူးရုရှားဘက်ကအဲ့လိုအခြေအနေမျိုးပါသေချာတော့ဒီပြစ်ခတ်မှုဖြစ်သွားတယ်နောက်တစ်ခါဆုံးရှုံးမှုပမာဏတော်တော်လေးကိုများတယ်ဆိုတော့သေချာအပထမတစ်ဆင့်နေနေပါဘူးနော်အဲ့ဒီမှာကျွန်တော်ရုရှားဘက်ကနေပြီးတော့ဒါလေကြောင်းပိုင်းဆန်ရပါဘူးနော်30ရာခိုင်နှုန်းတော့ကိုအားနဲ့သွားစီတယ်ဆိုပြီးတော့ပြောပါတယ် တော်တော်လူကြီးတာပါတော့သူပြန်အခုခင်မှာဆိုလို့ရရှင်တိကြတာပါဆိုယူကရိန်းရော sorry ရုရှားရောအမေရိကန်ရောယူကလီးယားပိုင်ပါတယ်ယူကလီးယားအခြေတွန်းနဲ့ပြောကြပါတယ်များသောအားဖြင့်ဟုတ်ပြီယူကလီးယားရုရှားဘယ်နှခုပိုင်လဲအဲ့ဒါကအမေရိကန်ဘယ်နှခုပိုင်လဲအဲ့တော့အခြေတွန်းများတဲ့ဆိုနည်းနည်းအားသာတယ်ဆိုတော့ပထမတစ်ဆင့်မှဒါမြင်သာတဲ့ချက်ပါဟုတ်ပြီနောက်တစ်ခုအဲ့ဒီယူကလီးယားလက်နက်ကိုဘယ်လိုမျိုးသုံးမလဲရန်သူကိုဘယ်လိုမျိုးပြစ်မလဲပေါ့အဲ့ဒါလည်းအဓိကသုံးမျိုးရှိပါတယ်ပထမတစ်ခုကတော့ ဒါရုရှားတို့အမေရိကန်တို့တတ်နိုင်တဲ့အရာတွေပေါ့နော်အဲရင်ခုတ်တင်မောတွေကနေလှမ်းပြီးတော့ပြစ်တာပါရင်ခုတ်တင်မောတောက်လျှောက်သွားနေရပါပင်လယ်ခက်နက်နက်ထဲမှာပေါ့နော်သွားနေရေထဲနေတစင်ရုပ်တည်းအပေါ်ရောင်ထွက်မလာပါရင်ခုတ်တင်မောကနေပဲဒါပဲပြစ်တာပါအဲတနည်းရှိပါတယ်နောက်တနည်းကကြတော့ကျွန်မြေကြီးပေါ်မှာကျွန်အနက်ကြီးတွေတူရတော့ပါတကယ်အနက်ကြီးတွေပါတကယ်လိုရတဲ့ချိန်ကျမှအပေါ်အဖုံးပွင့်လာမယ်အဲ့ဒီကနေလှမ်းပြီးတော့ပြစ်တာပါအမေရိကန်ဆိုလို့လို့ရှိရင်အဲ့ဒီအောက်မှာဂျဒါလန်လိုဟာမျိုးတွေရှိတယ်။တနည်းတည်းနေရာတောင်းတယ်။ဘယ်ကနေပြီးတော့ထွက်လာမလဲဆိုတော့မသိ။ရုရှားမှာလည်းရှိတယ်။အဲ ရုရှားလည်းမြေရောက်ခနဲ့နဲ့မှတူရတာဖုံးနဲ့ပုံနဲ့အကျမ်းမြင့်အဲ့နေရာတွေရောအကျမ်းမြင့်သိကြပါဘာအာမြေပြင်ပေါ်မှာရှိရပါဘူးနောက်တစ်ခုကကြတော့ကျောင်းဝင်ရံနေဝင်ရုံပြန်ပြီးပြစ်တာပါနော်အဲ့ဒါပါလဲဆိုတော့ခုနကလိုမျိုးနျူကလ িয়ার ဘုံးတင်လို့ရတဲ့ဟာနဲ့ဒီတွေကိုပြန်တက်လိုက်မှာအဲ့ဒီနေ့တစဉ်ပြင်မှတ်တူပြစ်တာပါနော်အခုဖြစ်ချင်တော့ဒါအဲ့ဒီတောက်တိုင်သုံးခုမှာတစ်ခုကတော်လို့အားနေသွားပြီလို့ပြောလို့ရပါအဲ့တော့အဲ့ဒီနေ့ပျက်စီးသွားပြီဆိုလို့ရှိရင်အစ်စ်ပြန်ဆောက်လိုက်ပါလားပါနော်မလွယ်ပါဘူးပျက်စီးဆုံးရှုံးသွားမယ်ဆိုလို့လို့ရှိရင် စပယ်ပစ္စည်းပေါ့နော်အပူပစ္စည်းမရှိတဲ့ကြောင့်ပြင်မှုမလွယ်ပါဘူးတိချက်ကနောက်တစ်ခုကလက်ရှိချိန်မှာအရာတွေကိုရုရှားအသင်းစောင့်မနေပါဘူးဘာလို့လဲလက်ရှိပမာဏရှိတဲ့ဟာကိုပဲသူကတုံးလို့ရသေးတယ်နောက်တစ်ခါတခြားနည်းပညာနဲ့တခြားလိုအပ်တဲ့အခုစစ်ပွဲတွေမှာအသုံးတည်းမဲ့ဟာကိုပဲဦးစားပေးပြီးတော့ဆလန်နဲ့ပစ္စည်းထိုးလို့နော်အဲ့လိုလေမျိုးဆိုတော့အခုချက်ချင်းလူချင်းချက်ချင်းမရပါဘူးတော်တော်လေးအချိန်ပေးရတာပါအဲ့တော့ရုရှားတော့ကအဲ့ဒါတွေအသစ်ပြန်ထိုးဖို့ဆိုတာမလွယ်ဘူးဆိုပြီးတော့ဒါစစ်ဘက်ဆိုင်ကစစ်ပစ္စည်းနဲ့ပတ်သက်လို့ကျွမ်းကျင်နေတဲ့သူတွေအဲ့လိုမျိုးသုံးသပ်ပြကြတာပေါ့နော်အဲ့တော့အခုရုရှားဘက်က ပျက်စီးသွားတဲ့အရေတို့ကိုခဏတာပမာဏအပြည့်ဆိုလို့ရှိရင်ယူကင်းကပြောတာတော့ဒါခုနှစ်ဘီလီယံလောက်ရှိစေပြောတာပေါ့နော်အဲ့တော့ဘီလီယံနဲ့ချီတဲ့ပျက်စီးမှုဆိုတော့သိကြပါလားနောက်တစ်ခုကတော့ကျွန်တော်ဒါယူကရိန်းဘက်မှာတောက်လျှောက်ပေါ့နော်ကျွန်တော်ပြောလာကြတာပေါ့လဲဆိုတော့အမေရိကန်ကတော့တကဘာလုံးကယူကရိန်းကိုရုရှားလုချင်တယ်လုနေရောပါဟောကျွန်တော်ခေါင်းခေါက်ချင်တယ်ခေါက်လို့ရတယ်ဆိုတဲ့အချင်းနေဘာမှပြန်လို့လို့မရပါဘူးနောက်တစ်ခုကကြောင့်ရုရှားနေလှမ်းပြီးပြစ်မယ်ဆိုလို့လို့ရှိရင်ဒီယူကရိန်းဘက်ကနေပြီးတော့ခုခံကာကွယ်တဲ့စနစ်ကိုလေကြောင်းကာကွယ်စနစ်ပေါ့နော်အဲ့ဒါအမေရိကန်ထောက်ပံ့ပေးတာပါ ်အဲ့ဒါက NATO ဖွဲ့ဝင်နိုင်ငံတွေကလည်းကူညီပေးတာပါဒါပေမဲ့ဒီဘုံစံတိုင်းသွားမယ်ဆိုလို့ရှိရင်နောက်ထပ်6လလောက်ကြာမယ်ဆိုလို့လို့ရှိရင်ဟုတ်တယ်စက်ကြီးရတော့ရှိတယ်ကာကွယ်စနစ်ကတော့ရှိတယ်ကာကွယ်စနစ်ဆိုအလကားမဟုတ်ပါအထက်မှာကြည်စံနေတဲ့ပဲပြရတာပါဟုတ်ကဲ့အဲ့လိုမျိုးအမြောက်ကြီးတယ်ဟိုအဲ့ဒီမှာတုံးတဲ့ကြီးတွေက6လလောက်ဆိုအကြမ်းမြေအမေရိကထပ်မပေးတော့ဆိုလို့ရှင်ကျွန်တော်ပြတ်တောက်သွားပါပြီအဲ့တော့အခုမြဲကျန်တော့မှာကာကွယ်ဖို့ဆိုမလို့တော့အဲ့လိုအခြေအနေရောက်သွားပြီ ကျော်ဒီစစ်စင်နဲ့ပတ်သက်လို့ပေါ့နော်အကျိုးဆက်ကိုမပြောခင်မှာစစ်စင်ဘယ်လိုလုပ်သွားလဲဆိုတာအချင်းမင်းပြောရအောင်ခင်ဗျာဘယ်လိုလုပ်သွားလဲဆိုတော့ယူကရိန်းနိုင်ငံတွေကနေပြီးတော့ကျော် drone တွေ drone ကကြာတော့ယူကရိန်းကပုံစံအမျိုးမျိုးနဲ့ထုတ်နိုင်ပါတယ်ခုကကျော်ဒီစစ်ပွဲပြီးသွားမယ်ဆိုလို့ရှိရင်တော့ယူကရိန်းကတကယ်တော့ drone နဲ့ပတ်သက်တဲ့နည်းပညာမှာတော်တော်လေးဥဒါစစ်ပွဲလိုအပ်ချက်ရပါတော့တော်တော် ထုတ်လုံးလာနိုင်ပြီဖြစ်တော့ကျော်နောက်ဘက်မှာ တကယ်လို့များဒီစစ်ပွဲကဘယ်လိုပြီးမလဲဆိုတော့မသိသေးဘူးဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်တခြားကဘာကိုယူကရိန်းကနေပေါ်တေချာပေါ့သူစစ်ပွဲမှာလုခဲ့တဲ့တီချွန်ခဲ့တဲ့ drone တို့တခြားနိုင်ငံတွေရောင်းပါပါအလောက်အခြေအနေတွေဖြစ်နေပါပြီသူပြည်တွင်းမှာပဲထုံနိုင်တယ်ပြည်တွင်းမှာထုတ်လို့ဆိုတော့ဒါယူကရိန်းရဲ့ရန်နုံပြည်တော့မဟုတ်ဘူးနော်တခြားနိုင်ငံမှာရောက်နေတယ်ဥပမာအမေရိကန်တို့နောက်ကဥရောပနိုင်ငံတွေမှာရောက်နေတဲ့ယူကရိန်းနိုင်ငံပညာရှင်တွေနောက်ကအဆက်အသွယ်တွေပေါ့နော်အဲ့ဒီနေ့တစ်စင်းဒီပညာတွေထောက်ပံ့တယ်ပြီးတော့သူပြည်တွင်းမှာတကယ်လူငယ်တွေပါပဲအဲ့လိုနဲ့အကြီးကြီးထုတ်လို့ပါအရင်တော့လည်းများတယ်နောက်တစ်ဖြည်းဖြည်းအရင်တော့မရှိသေးတဲ့ နည်းပညာမြင့် drone တွေကိုထုတ်လုပ်လာနိုင်တယ်ပေါ့နော်အဲ့တော့အရေးကြီးတာကဘာလဲဆိုတော့နိုင်ငံဘလောက်ပဲတည်တည်တစ်ဖက်ကနိုင်ငံဘလောက်ပဲကြီးကြီးတကယ်လို့နည်းပညာမြင့်နေမယ်ဆိုလို့လို့ရှင်စစ်ပွဲတွေပုံစံအပြောင်းလဲဖြစ်လာပြီဆိုတာဒီဟာတခုသက်သေပြလိုက်တော့ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဂျူဂရန်နေပြီးတော့ drone အသေးလေးတွေကိုကြောကွန်တိန်နာကားနဲ့ပေါ့နော်ထည့်ပြီးတော့အဲ့ဒါကကုန်သွေးလမ်းကြောင်းရှိပါသေးတယ်အဲ့တော့အဲ့ဒီလမ်းကြောင်းနဲ့တစ်ဆင့်ရုရှားနိုင်ငံတွေကိုထည့်လိုက်ပါမှန်တယ်ပြောအဲ့ဒီအစ်စင်မှလည်းခက်တယ်ဆိုပေမဲ့ဒါပေမဲ့အဲ့ဒါရပါသေးတယ်အဲ့လောက်ကြီးမဟုတ်သေးဘူး ကျွန် drone တီးလေးတွေရုရှားနိုင်ငံတွေထိပို့တာရသေးတယ်အဲ့ဒီမှာအဲ့ဒါကိုတပိုင်းနဲ့ဆက်အလုပ်လုပ်ဖို့ဆိုမလွယ်တာပါတကယ်အဲ့ဒီအဆင်ခက်တာပါအဲ့ဒီမှာ drone အသေးလေးတွေကိုကိုနေနာအဖုံးနီနာအနားမှာပေါ့နော်ကျွန်တော်ကတ်ပြီးတော့ဒါကျွန်အန်ဖွက်လိုဟာမျိုးလေးပေါ့နော်ပုံစံလေးလုပ်ပြီးတော့ထည့်လိုက်ပါတယ်စီပြီးတော့ထည့်တယ်ပြီးလို့ရှိရင်အပေါ်ကအဖုံးဖုံးလာတယ်ပြီးလို့ရှိရင်အဲ့ဒါကိုထောင်းလိုက်ရင်မမိအောင်ဆိုပြီးတော့ဒါတိတိကျကျကားခွေတာပေါ့နော်တော့အဲ့ဒီအဖုံးကလည်းကျွန်အဝေးထိခလုံးနဲ့ဖြွင့်ချလိုက်ရတဲ့ဆက်ပုံစံပေါ့အဲ့ဒီမှာ truck ကနေရုရှားနိုင်ငံကိုမောင်းပြီးတော့တွင်လာတာပါ အဲ့ဒါလည်းကြောတဖြည်းဖြည်းပေါ့နော်ဒါအတိကတော့ယူကရိန်းထောက်လှမ်းရေးအလုပ်လုပ်တဲ့ပုံစံပေါ့နော်နော်အဟောဆရာခေါင်းအဲ့လိုပုံစံမျိုးလုံးနိုင်တာဆိုလို့ရှိရင်လက်ရှိချိန်မှာကျွန်တော်သိတာကဘာလဲဆိုတော့ကျွန်တော် Israel ရဲ့ Mossad ပေါ့နော် lesson တက်အားလုံးမျိုးရန်သူနိုင်ငံတွေကိုတွားပြီးတော့စစ်စင်ရေးတွေလုပ်တယ်ဆိုတော့အောင်မြင်မှုရတိုင်းတော့များတယ်ဆိုတာလေ Israel ပါပဲအခုချိန်တည်းကနော်အခုဒီကတမိုင်းဆောင်ပေါ်ပါဒါဒီစပွဲတော့ဒီလိုမျိုးဖြစ်သွားတဲ့ဒါကလည်းအရေးကြီးတဲ့အချိုးခွေတစ်ခုပါဘလောက်တော့ကြီးလဲဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးတစ်ချိန်ကတော့ကျွန်တော်ဒီ ရေမြှုပ်လိုက်တော့ဗောနော်အဲရုရှားရဲ့စစ်တင်ပေါ့အဲအဲ့ဒါတော်တော်လေးကိုတန်ဖိုးကြီးပါတယ်အဲ့ဒါအကြီးဆုံးတစ်ခုအချိုးကွေးတစ်ခုနောက်တစ်ခုကကြာတော့ကျွန်တော်ယူကရိန်းကကက်စ်ဒေတာကိုဝင်ရောက်ပြီးတော့တင်လိုက်တယ်အဲ့ဒါဒုတိယတစ်ခုအခုဒီတစ်ခုကလက်ရှိချိန်မှာဒါအကြီးမားဆုံးလို့ပြောလို့ရပါတယ်အဲ့ဒီမှာကျွန်တော် drone ကိုမောင်းမီတွင်လိုက်ပြီဗောနော်အချိန်လဲကြောက်နေရဒေတာအသီးသီးပါနေရဒေတာကြီးဆိုအဓိကကတော့ကျွန်တော်တောလွန်နေရမျိုးတွေကိုကျွန်တော်မမြင်နိုင်တဲ့နေရာမျိုးပထမမောင်းထည့်တာပါတယ်ပြောလို့ရှိရင်အဓိကအနီးကပ်ဆုံးနေရာကတော့ကျွန်တော်လေယာဉ်ဝင်နေရှိတဲ့နေရာပါ လေငွေနဲ့ရှိတဲ့နေရာဆိုတော့ဒါရုရှားစစ်လေနေရထားနေရအောင်ဆက်စကန်တွေကိုအဲ့နာမှာဒါတော်လီဝဲအကွာဝေးလောက်ကိုမောင်းပြီးထားတာပါလားဟိုအဲ့ဒီမှာဒီရုရှားကားမောင်းသမားတွေပေါ့နော်သူတို့တော့မသိပါဘူးအဲ့ဒီအချက်လက်ကိုသူတို့အနောက်ဘက်တယ်လာတာယူကရိန်းနိုင်ငံဒရုန်းတွေဆိုတာကြိုးခွလို့မသိပါဘူးအဲ့ဒီမှာအဲ့နေရာကိုသူတတ်မှတ်တာနေရာကိုရောက်သွားတယ်အဲ့ချိန်မှာအဗန်နဲ့ဆက်ပြီးလှုပ်ရှားတာပေါ့အဲ့ဒီမှာဘလော့တော်များလဲဆိုတော့တစ်ချိန်နဲ့ဝင်လာတော့မဟုတ်ပါဘူးနော်အချိန်တွေခွဲပြီးတော့ပုံစံမျိုးမျိုးနဲ့ဝင်ကြလာပါဘူးနော်အဓိကတော့စစ်စကန်၅ခုပေါ့နော်တခုဆိုလို့ရှိရင်တော်တော်လေးဝေးပါတယ် ရှင်းရောဆိုလို့ရှိရင်အခု Ukraine သုံးနေတဲ့လက်နက်နဲ့အဲ့နေရာတိရောက်ပြို့ဖို့ဆိုမလွယ်ပါဘူးဒီအဝေးရင်းနေလမ်းမပြတ်မှဆိုလို့ရှိရင်ရုရှားကာကွယ်လို့ရပါတယ်အနီးနားဆိုတော့ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်အဲ့ဒီကို Ukraine ရဲ့ကွန်တင်ကားတွေကမောင်းမလို့တွင်းလာတာပါအစင်းနဲ့ပြင်လာအဲ့ချိန်မှာကဲဒဗိုင်နဲ့ဆပြီဆိုပြီးတော့စစ်စစ်ရောဒဗိုင်နဲ့ဆတာပါစစ်စစ်ပေါ့ကျွန်တော် drone က118ခုလို့ပြောတာပေါ့နော်အရင်တော့ကတော့100ကျော်တော့တည်ကြတော့ပေါ့နော်အဲ့ဒီမှာဒီတစ်ခုချင်းစီလိုက်က မောင်တဲ့သူရှိတယ်ဆိုလို့ပြောပါတယ်။ထိန်ကြောင်တဲ့သူရှိရအောင်နော်။ကျွန်တော်မျက်မှန်နဲ့ကြည့်ပြီးတော့ဘယ်လိုနေရာသွားမလဲ။ဘယ်နေရာပြစ်မလဲဆိုတော့ဗောနော်။အဲ့ဒီမှာဒီယူကရိန်းရဲ့ဒီစစ်စစ်ရေးအပြည့်အစုံပြီးဗောနော်။ဘယ်လိုလုပ်သွားလဲဆိုတော့အပြည့်အစုံမပြောတာဗော။ဒါပေမဲ့ဖြစ်နိုင်တဲ့အခြေအဆောင်ပါလဲဆိုတော့ဟိုယူကရိန်းနေပြီးတော့ drone တစ်ခုတက်လာမယ်ဆိုလို့ရှိရင်အဲ့ဒါဒီတိုင်းအလိုတကူဝင်လို့မရပါဘူး။ဝင်ပြစ်လို့မရပါဘူး။ဒီကဒရုန်းကြည့်လို့မသွားဗော။တေချာဗောရုရှားမှာ radar ရှိပါ။ radar နေမှာကျွန်တော်မျက်လုံးမိထားတဲ့ပုံစံဆိုရုပ်ပြမျက်လုံးပွင့်လာနိုးလာတဲ့ပုံစံမျိုးဗော။အဲ့တော့ဘာလုပ်ရလဲဆိုတော့အဲ့တော့ drone ထွက်လာမယ်ဆိုလို့ရှိရင်ပထမတအုပ်စုထွက်လာပါတယ်။ ဒရမတော့စထွက်လာတဲ့အချိန်မှာဟိုဘက်ကနေရုရှားရေဒါအလုပ်လုပ်ပါတယ်လုပ်လုပ်လမ်းပစ်တာပါလုပ်ပါနောက်တစ်ခုကကျောင်းဂျန်မာပေါ့နော်ဒါသူကိုရဲစနစ်တွေကိုကျောင်းရုတ်တရက်လုံးလိုက်မယ်ဖြတ်စည်းလိုက်မယ်ဆိုလို့ရှိရင်ဖြတ်ချလိုက်မယ်ဆိုရင်ဆက်သွယ်စနစ်ကပြတ်တော့သွားပြီဆိုလို့ရှိရင်အဝေးကနေလမ်းထဲမှုဆိုတာမလွယ်ပါဘူးအဲ့တော့ကျောင်းဒုတိယအုပ်စုကိုထပ်ပြီးလှုပ်ပါတယ်ပထမတစ်စုကကျောင်းဒါဟိုဘက်ကနေလမ်းမပြတ်မယ်ဆိုလို့ရှိရင်ဟိုကကြည်စံကုံသွားတဲ့ပုံစံမျိုးပေါ့နော်လုံးဝအပြစ်ခံရတာရှိတယ်။နောက်တော့အုပ်စုတက်လာမယ်ဆိုလို့ရှိရင် အဲ့တက်လာတဲ့အုပ်စုကကုနာရေဒါတွေဘယ်နေရာမှာရှိပြီဘယ်နေရာလှမ်းပြနေဆိုတာသိပြီဆိုလို့ရှိရင်အဲ့ဒီဘက်ကိုပြန်ပြစ်တာတွေလုပ်ပါနော်တတိယအုပ်စုတက်လာမှာတတိယအုပ်စုကျမှစစ်စင်ရောတို့ပြစ်ချင်တဲ့နေရာတော့တော့နော်ဒီတစ်ခေါက်မှာတော့တေချာတာတအုပ်စုလည်းတော့မဟုတ်ဘူးနှုတ်စုဖြစ်မှာသုံးစုဖြစ်မှာဆိုတော့မသိသေးဘူးနော်ဘာဖြစ်လို့လဲဆိုတော့နှုတ်စုနဲ့တိုက်တာကျတော့အစာပါချင်းမှာအရင်တော့အဲ့ဒီပုံစံကိုခက်စစ်စင်လုပ်ဘူးတဲ့နော်ဒီ drone army လို့ခေါ်တော့ဘူးနော်တကယ်ကိုစစ်စင်အကြီးနဲ့လောက်တာကျတော့တရုတ်နိုင်ငံအရင်တော့တရုတ်စစ်တပ်ကအဲ့နဲ့ပတ်သက်လို့ ဒါပြောခုပါတယ်အဲ့လိုပုံစံမျိုးစစ်စီရေးတွေဒါဒုံးဆိုလို့ရှိရင်တစ်လုံးနဲ့သုံးတာမဟုတ်ဘဲနဲ့အဖွဲလိုက်ပေါ့နော်သူကသူတောင်းခွေးပြီးလောက်တာပေါ့နော်ဟုတ်ပြီတစ်ဖွဲကကြတော့ reader snippet ကိုဖြတ်စီးတာနောက်တစ်ဖွဲကကြမှာတိုက်ခိုက်ရေးပေါ့နော်နောက်ဆုံးအဆင့်ပေါ့နော်အဲ့ဒါအရေးကြီးတာပေါ့နော်အဲ့တော့တေချာတော့သူ့တောင်းသူအဆုခွေးပြီးလောက်သွားကြတယ်ဆိုတော့နောက်တစ်ခုကကြတော့ဟုတ်ပြီ drone ကအကြီးလားဆိုတော့တီးတီးလေးတွေပါခက်တီးတီးပဲတီးတီးလေးဆိုလို့ရှိရင်အားနည်းချက်ကပါလဲဆိုတော့အဝေးကြီးကိုမပြန်နိုင်ဘူးနောက်တော့ပေါက်ခွဲကအကြီးမဟုတ်ပါဘူးဟိုတာဝီပြတုံးကြီးကျွန်တော်ရုရှားနေပြီးယူကရိန်းကိုတုံးတဲ့ ါ drone နေကကြတော့ဘယ်လိုပုံစံလဲဆိုတော့အဲကျွန်တော်နားလေလုံပြောမစင်လို့ရှိရင်အိမ်လေးဆက်ထည့်ပြလိုက်လို့ပေါ့နော်ဟုတ်ပြီဒီနေအောင်တော့ပြီးအဲ့နေအောင်ပြဆိုတော့အကျမ်းမြင်အဲ့နေအောင်ရောက်အောင်သွားတယ်ပြီးရင်အဲ့နေအောင်ထိုးပြီးတော့ခြားတော့ပါအဲ့လိုပုံစံမျိုးပါအဲ့ဒါလိမ့်ဆက်ရေးပြလိုက်တဲ့ဆိုတဲ့ပုံစံပဲနော်ဟုတ်ပြီဒီနေရာဘယ်နေရာပြတ်မှတ်ပြလိုက်တယ်ပြလို့ရှိရင်ဒီတိုင်းလှုပ်ပြလိုက်တယ်အဲ့လို drone ဒီတစ်ခေါက်ချက်အဲ့လိုပေါ့ဟုတ်ပြီလေရင်ကိုတွေ့ပြီတွေ့ပြီဆိုလို့ရှိရင်ဆိုတော့လေရင်ပေါ်မှာကျွန်တော်အနေအမှတ်လေးနဲ့မှတ်ထားပါတယ်ဟုတ်ပြီဒီကတောင်းမှန်ဟုတ်ပြီဒါဆိုလို့ရှိရင်ကိုတဲ့အဲ့နေရာတွေကို ထိအောင်ပြင်မယ်ပေါ့နော်ဘာဖြစ်လို့လဲပေါ့နော်အဓိကကတော့ကျွန်တော်ခုနကတော့ drone ကသေးတယ်ပေါက်ကွဲရလဲနေတဲ့အတွက်ကြောင့်ကျွန်တော်အဓိကကတော့ဒီဖြစ်နိုင်မယ်ဆိုလို့ရှိရင်စီတိုင်းကြီးလိုဟောင်းမျိုးပေါ့နော်အဓိကမီးတောင်အောင်ပေါ့နော်ဟုတ်ကဲ့တော့အဲ့ဒီနေရာမှာပြက်စီးမယ်ဆိုလို့ရှိရင်ပြန်ပြင်ဖို့ဆိုတော့မလိုဘူးအဲ့လိုနေရာတွေနဲ့တစ်စီစီချာချာပြက်မှတ်ကိုရွေးချယ်ပြီးတော့အဲ့နေရာတွေးပြီဆိုလို့ရှိရင်အဲ့ဒီပြက်မှတ်ကိုတက်တက်ထိုးစင်းတာပေါ့နော်ပစ်ချလိုက်တယ်အဲ့လိုပုံစံမျိုးလုပ်သွားပေါ့နော်အဲ့ဒီမှာကျွန်တော်ရုရှားဆိုတာစီးရပေါ့နော်ကျွန်တော်ဆက်လက်နဲ့ပြစီတယ်သူတို့ကိုယ်တိုင်နဲ့ထိုးလို့တယ်အရှိချိန်မှာဒါ င်အားကြီးနိုင်ငံလည်းပြောလို့ရဘာဖြစ်လို့သူ့နိုင်ငံသူမကာကွယ်တာလဲဘောနော်လေကြောင်းကာကွယ်အဲ့လောက်တော့အားနေလားဆိုတကယ်တော့အားမနေပါဘူးအားမနေတဲ့အပြင်ကိုတည်တည်ချာပြင်ဆင်တာပါဟုတ်ပြီအဲ့ဒါဆိုဘာဖြစ်လို့ခံလဲရလဲဘောနော်အတိအကျများသောအပြင်ပထမတစ်ချက်ကပါလဲဆိုတော့ကျွန်တော်ရုရှားစဉ်းစားတဲ့ပုံစံဒီများသောအပြင် drone တွေပါပြင်လို့ဆိုညာဘက်တွေပြစ်တာများပါတယ်ညာဘက်တွေလားဘောနော်ညာဘက်နဲ့နေဘက်နဲ့ရှင်မှာဆိုလို့ရှိရင်ညာဘက်မှာပို့ပြီးတော့တတိရှိပြီးပို့ပြီးတော့အလုံးလုံးတဲ့ပုံစံနဲ့အဲ့ဒီပုံစံတော့တိတိကျကျစနစ်တကျပြင်ဆင်တာပါ။ညာတိတိကျနောက်တစ်ခုကကြတော့ ဘယ်လိုပဲစဉ်းစားစဉ်းစားတည်ကြတာလက်ရှိချိန်မှာရုရှားနိုင်ငံရဲ့ရန်သူဟာယူကရိန်းမှာအဲ့တော့ရုရှားတည်တည်ကြတွတ်ချက်ပြီးတော့ဟုတ်ပြီသူ့ရန်သူယူကရိန်းကနေပစ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးခုခံကာကွယ်မယ်ဘယ်လိုမျိုးလေကြောင်းပိုင်းဆိုင်ရာအသင့်ရှိနေရမယ်ဆိုတော့ပြင်ဆင်ထားပြီးသားပါ။အဲ့မှာသူတို့မတွတ်ထားမိတာသတိပေါ်တော့တာပါလဲဆိုတော့သူတို့ရုရှားဒဲကနေပြီးတော့အနီးကပ်ပေါ့နော်ဒီလိုမျိုး drone အသေးလေးတွေနဲ့လာပြီးတော့တိုက်ခိုက်မယ်ဆိုတော့ဖြစ်နိုင်ကြတာအနေပါလားမလွယ်ဘူးပေါ့နော်အဲ့တော့ကြောင့်ပြင်ဆင်မှုပိုင်းဆိုင်ရာမှာအနီးကပ်လာမယ့် drone အတွက် နော်သူတို့ဒီရုရှားပြည်ထဲကနေပြီးတော့ရောက်လာမဲ့အခြေအနေအတွက်ကိုအများကြီးမပြေစင်တဲ့ပုံစံပဲပေါ့နော်အဲဒါကြောင့်မို့ဒီလိုမျိုးပုံစံထိသွားတော့ဘာလို့ဆိုဟိုအဝေးကြီးမှာ Ukraine အဝေးကြီးမှာရှိတဲ့ leader scan မှာရက်ထားတဲ့လေရင်တွေအတွက်အများကြီးပြေစင်စရာမလိုပါဘူးဘာလို့ဆို Ukraine ဘက်ကနေတက်လာမယ်ဆိုရင်တမ်းမျိုးတိပါလေချောင်းကာကွယ်စနစ်ကဘလို့မစပစ်ချလို့ရပါဘူးပစ်ချမှာပါအဲ့တော့ဒီနေရာလောက်ကတော့ဘာမှမဖြစ်ဘူးအေးစစ်စစ်ပဲပေါ့နော်အခုကြမှာကျွန်ဘယ်နေရာမှာဒီလေရင်တွေကို Ukraine ရန်ကာကွယ်ဖို့တော့ဖွင့်မလဲဆိုတော့မလွယ်တော့ဘူးဘာလို့ဆိုခတ်ဝူလို့ရောင်းနိုင်တယ်ကြ ဘယ်နေရာမှာဆိုရုရှားရဲ့ဘယ်နေရာမှာဆိုရှူကရိန်းကနေပြီးတော့ရောင်းနိုင်တယ်ဆိုတဲ့သတင်းချက်လက်ကိုပြလိုက်တာပေါ့နော်အဲ့တော့ဒီစစ်စင်နဲ့ပတ်သက်လို့ဒါယာနုံးပြရှူကရိန်းဘက်ကတော့ဒါအောင်မြင်တယ်ဘာလို့လူမသိဘူးလူမသိဆိုအရသာပြည်သူမသိဘူးပေါ့လက်ရှိအခြေအနေသတင်းအရပေါ့နော်အဲ့တော့တီချာတာဒါစစ်ဘက်ဆန်အပြည့်မဲ့ကိုပဲပြတ်သွားတာရုရှားနဲ့မတူဆိုတဲ့ပုံစံပြတ်သွားပေါ့နော်ရုရှားဆိုလို့ရှိရင်အဓိကအရသာပြည်သူတွေပြကြတယ်နောက်တော့က ဆရာစမှုကျွလုံးလဲဆိုတာလေအချိန်ကြီးပေါ့နော်တက်တည်တည်လဲရှိခဲ့တဲ့အချိန်လေးဖြစ်နေအဲ့တော့ယူရင်းဘက်ကကြာအဲ့ဒါကိုထိမ်းပြီးတော့လောက်သွားတာငါတို့ပြတ်တာတေးကြပေါ့စေဘက်ဆန်ပြတ်မှန်နော်လုံးဝအရသာပြည်သူကိုမထီဘူးဆိုတဲ့ပုံစံတော့ယူရင်းဘက်ကပြတ်သွားတာပေါ့နော်အဲ့တော့တော်တော်လေးကိုကဘာလဲအဲ့ဒါကိုအံဩသွားတာပေါ့နော်ဒီတစ်ခေါက်စစ်စင်နဲ့ပတ်သက်လို့ဟုတ်ပြီအဲ့တော့ဒီစစ်စင်နဲ့ပတ်သက်လို့ပူတင်ဘက်ကပေါ့နော်ရုရှားဘက်ကဘယ်လိုမျိုးတုတ်ပြန်မလဲပေါ့နော်အဲ့ဒါမသိရသေးပေါ့ဖြစ်နိုင်ကြရတော့နှစ်ခုရှိပါတစ်ခုကတော့ကျွန်တော်အရင်တော့ကပူတင်ပြောတဲ့ပုံစံပေါ့နော်ဟုတ်ပြီ မင်းတို့နီတိုတဲ့ကိုဆွီဒင်တို့နော်ဖင်လန်တို့တခြားနိုင်ငံအစ်စ်တွေဝင်မယ်ဆိုလို့ရလို့ရှိရင်နီတိုအခုဝင်အစ်စ်တွေဆိုလို့ရှိရင်ငါကြောင်းသိစေရမယ်ဆိုပြီးတော့ဒုက္ခရောက်သွားမယ်ဆိုပြောတာတကယ်တကယ်ဘယ်လိုပြောမလဲအဲ့နဲ့ပတ်သက်လို့တုံ့ပြန်မှုအများကြီးလုပ်နိုင်လားဆိုတော့မလုပ်နိုင်ပါဘူးမလုပ်ဘူးဒါပူတင်ဆုံးဖြတ်ချက်ပဲကောနော်ဟုတ်နောက်တစ်ခုကကျတော့ဟုတ်ပြီယူကရိန်းကိုလက်နက်တွေထောက်ပံ့တယ်ယူလက်နက်ဆိုတော့မပြောသေးဘူးတာဝေးပစ်ပေါ့နော်အဓိကတော့ရုရှားနိုင်ငံနဲ့အထီကိုရောက်တဲ့လက်နက်တွေဒါကအဲ့ဒါကိုသုံးမယ်ဆိုလို့ရှိရင်တေချာပေါ့ခွင့်မလို့ဘူး အကြီးကြီးတစ်ခွက်ရောက်ပါမယ်။နှုတ်နျူကလ িয়ার နဲ့ကငါတုံးပြီးတော့မင်းတို့တစ်ခွက်ရောက်လုံးမဆွေးပြပြောပါ။တကယ်တကယ်လှုပ်လားဆိုတော့မလှုပ်ပါဘူး။အဲ့တော့လက်ရှိချိန်မှာအဲ့နှစ်ခွက်ကမလှုပ်ဘူး။ဟုတ်ပြီနောက်တစ်ခွက်ကျတော့ပါတယ်ဆိုတော့ဒါချားနိုင်ငံနဲ့ပေါ့နော်။ယူကရိန်းနဲ့အမေရိကန်တို့နဲ့မဆိုင်ဘူးဆိုပေမဲ့သူ့နိုင်ငံသားပဲပေါ့နော်။ပရီဂိုဇင်ဆိုတာသူ့ကိုကျွန်တော်မော်စကိုတိချီတက်လာမယ်။သူ့နေရာကိုနည်းနည်းလေးဒါသူ့ကိုဒါတိတ်ခါပိုင်းဆိုင်ရအောင်နော်ဒါကသူ့ကိုချင်းချောင်းမှုတစ်ခုကိုလှုပ်တယ်အဲ့ဒါတော့တော်လို့မကျေနပ်ပေါ့အဲ့တော့ပရီကိုဇင်ကိုကျွန်တော်ရသက်ရက်ပတ်အနေငယ်တွေ့မှာပဲဟုတ်ဆုံး ဒါလုံးကြံလိုက်တယ်ပေါ့နော်အဲသူတုံ့ပြန်ခြင်းလဲဆိုလို့ရှိရင်အဲ့လိုမျိုးတုံ့ပြန်တဲ့အကျင့်လည်းရှိပါအဲ့တော့ဒီတစ်ခေါက်ကပူပြန်းနေရောဘယ်လိုတုံ့ပြန်မလဲဆိုတော့မသိရသေးပါဘူးတရားဒီတိုင်းတော့မနေဘူးပေါ့နော်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့မသိဘူးအဲ့တော့နျူကလ িয়ার လို့ပုံစံမျိုးတုံသွားနိုင်လားဆိုတော့ပြောလို့မရပါဘူးဘာဖြစ်လာလဲဆိုတော့ပူတင်ကလက်ရှိချိန်ထိသူစဉ်းစားတဲ့ပုံစံသူလုပ်တဲ့ပုံစံကလုံးဝရှေ့တိုးနေတာပါရှေ့တိုးပြီးတော့ပဲဒါငင်းငင်းကြီးအတွက်ဆိုတာဆွေးနွေးနေတယ်ဆိုမှအခုဆိုတူရကီမှာအစ္စတန်ဘူမှာဒုတိယတစ်ချိန်လောက်တဲ့ဆိုပေမဲ့ အလောက်ကြီးရင်းနေရတော့ကဘလို့မှလမ်းကြောင်းပေါ်မမြင်ရသေးပါဘူးအဲ့တော့ပူတင်ဘလို့ဆုံးဖြတ်မလဲဘာလို့မလဲဆိုတာမသိရတယ်ဒီတစ်ခေါက်ကတော့အဲ့တော့အကောင်ဘက်ကနေပြီးဘာမျှော်လင့်လို့ရလဲဆိုတော့ဟုတ်ပြီဒီဟာဒီယူကရိန်းဘက်ကနေပြီးဟုတ်ပြီတော့ရှော့ရုရှားပြစ်နေတာပဲမထူးတော့ဘူးအဲ့တော့နျူကလ িয়ার တွေပါကြောက်နေလို့မရတော့လုံးဆရာရှိတာလုံးအောင်ပါပဲနောက်တစ်ခါယူကရိန်းကိုမင်းဘာမှလုံးလို့မရပါဘူးကွာဆိုတာကဘာလဲအဲ့လိုမြင်နေတယ်နောက်တစ်ခါအမေရိကန်ကိုရီးယားသူ့အထောက်အပံ့နဲ့ကိုရီးယားဒီထရမ့်ကိုရီးယားအဲ့လိုမျိုးပြောနေတယ် မြင်မှာဘာမှနိုင်ဖဲလည်းမရှိဘာကတ်မှမရှိဘူးနော်လို့ပြောတော့တော့ဒါငါဒီလိုမျိုးလုံးလို့ရတယ်ဆိုတာမျိုးတစ်ချက်ပြလိုက်တာပေါ့နော်အဲ့တော့ဒီချိန်မှာဆွေးနွေးပွဲလိုနေရာမျိုးမှာပူတင်ကိုဒါဖိအားနည်းနည်းလေးပေးပြီးတော့ဟုတ်ပြီ EU ဘက်ကရောအမေရိကန်ဘက်ကရောဒါယူကရိန်းကဒီလိုမျိုးပြန်လဲတိုက်ခိုက်မှုတွေလုပ်နေရတိုက်ခိုက်နိုင်တယ်ဆိုလို့ဆိုလို့ရှင်ထက်ပြီးတော့စီးပွားရေးဖိလိုက်မယ်ဆိုလို့လို့ရှင်ဒါငင်းငင်းဒါစစ်ပြင်းကြီးပေါ့နော်စစ်ပြင်းကြီးနဲ့အဆင်တော့မဟုတ်ဘူးနော်ကျွန်တော်ဒီအပြစ်ခက်ရဆဲတဲ့အဆင်ပေါ့နော်အဲ့ဒီတဆင်ကိုနည်းနည်းလေးတော့စူးစမ်းမယ်ဆိုလို့ရှိရင်ဖိပြီးတော့လုံးလိုက်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်ကြီးလည်းရှိပါတယ်တိကျကောက်ပါနော်ဒါမဲ့ကျွန်တော်ပထမတစ်ချိန်ဒီအစ္စတန်ဘူမှာလောက်တော့အစီအကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရုရှားဘက်ကတေချာပေါ့ကျွန်တော်အပြစ်ခဲ့ရဆဲဖို့အစီအစဉ်မရှိပါဘူးဒီပွဲစစချင်းမှာရုရှားဘက်ကပါပြောလဲဆိုတော့ငါတို့ဘာအောင်မင်းနေလဲပေါ့နော်ဆွီဒင်နဲ့တောင်ငါတို့က22နှစ်လောက်ဆင့်ဖြစ်လာတဲ့ကောင်တွေအဲ့တော့စစ်ကိုတနေ့နှစ်နှစ်လောက်နဲ့ငါတို့ကရက်သွားမယ်စပတ်တန်းနိုင်လို့မထင်နဲ့နှစ်ရှိငါတို့ဆယ်စုနှစ်နဲ့ကြည့်ပြီးစစ်တိုက်လို့ရတယ်အဲ့လိုမျိုးပြောတာအဲ့တော့ကတချို့ချိန်မှာမနော်ယူကရိန်းရဲ့ပြည်နယ်လေးခုငါတို့တင်တာလေးခုမှတော့၅ခုဖြစ်သွားမယ် အဲ့ဒါမျိုးကိုချိန်ချောက်တာပေါ့အဲ့တော့ဘလို့မှဒီစစ်ပွဲရင်းနှီးအတွက်ပြည်လဲစရာအကြောင်းမရှိဘူးနော်ယူကရိန်းဘက်ကကျတော့ဘာပြောလဲဆိုတော့ပထမဆုံးအစ်အပြစ်ခတ်ရစမ်းမယ်ပြီးလို့လို့ရှိရင်မင်းတို့ဒီဒန်ရဲစစ်သားတွေလဲတာလုပ်မယ်နောက်တစ်ခါဒန်ရဲစစ်သားမဟုတ်ဘူးနော်အကုန်လုံးအခုရုရှားလက်ထက်မှာရှိတဲ့ယူကရိန်းစစ်သားတွေအကုန်လုံးပြန်ပြီးတော့ပြေးပါပြန်ဒီဘက်ကလည်းပြန်ပို့ပေးမယ်ပေါ့နော်အဲ့ဒါကိုနောက်တစ်ခါကျတော့ဒီရုရှားပြန်ပြီးဆွေးသွားတဲ့ကလေးလေးတွေရှိတာပေါ့နော်အဲ့ဒါတွေအကုန်လုံးငါတို့ပြန်ပေးပါဒါယူကရိန်းဘက်ကတောင်းဆိုတာပေါ့နော်အဲ့တော့ဘလို့မှညှိလို့မရသေးဘူး ်ဒီတစ်ခေါက်လည်းဒူရက်တစ်ကျင်လို့လည်းဒူရက်တစ်ကျင်မှလည်းတည်ကြတာပေါ့နော်ဒါဘာမှဘာမှအများကြီးမျောလင့်နေတာမဟုတ်ပေါ့ဘာလို့လို့ရလဲဆိုတော့ကျွန်တော်တနိုင်လောက်ပဲစီးပြီးလို့ပါတနိုင်ဆိုခဏလေးပါပဲကျွန်တော်အပြင်းထန်ဒဏ်ရနေတဲ့သူတွေနော်ဖျားနေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးဒါအချင်းချင်းပြန်ပြီးတော့လေကြတယ်နော်တစ်ခုကကျတော့တည်သွားတဲ့သူတွေအလောင်းပေါ့နော်တက်ဖက်ကိုဒါအလောင်း6000လောက်စီရှိတာပေါ့အရင်တော့ဒေါ်လေးကိုများတော့6000ဆိုတော့တည်ပြီးသားလူတွေပေါ့နော်အဲ့ဒီဟာကိုပြန်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်နဲ့ပြန်ပြီးတော့လေတာပေါ့နော်အဲ့တော့အစီအွေးလောက်တယ်ဆိုတာဒီလိုမျိုးညီငယ်ရေးအတွက်နောက်တစ်ခါဒီအပြစ်ခက်ရဲစေးဖို့အတွက် ရှုံနေကြတယ်ဆိုပေမဲ့ဒီဖမ်းမိကြတဲ့စစ်တုံးမှာအချင်းချင်းလဲတဲ့အဆင့်တော့ပဲရှိတော့ဘောနော်အဲ့ဒါလည်းတကယ်တကယ်ကဒီလိုအစည်းအဝေးမျက်နှာချင်းဆိုင်တွေ့မှလောက်တာပေါ့ပေါ့အရင်တည်းကဒီ၃နှစ်အတွင်းမှာအချင်းချင်းကလောက်တာပေါ့တခြားနိုင်ငံဂျာဝင်ဖြစ်ချင်းပြီးတဲ့အဂျာဝင်ဆေးဆက်ပြီးတဲ့အချိန်တွေတိုင်းပေါ့နော်ဘာမှစစ်တပ်နဲ့ပတ်သက်လို့အပြစ်ခတ်နဲ့ပတ်သက်လို့ကတော့ရက်သွားတာမရှိဘူးအပြောင်းလဲမရှိဘူးဒါပေမဲ့သူတို့ဖမ်းမိတာစစ်သားချင်းချင်းပေါ့နော်လဲကြအထူးသဖြင့်ဒီ25နှစ်အောက်စစ်သားတွေပေါ့နော်အဲ့ဒါအကုန်လုံးကိုဘယ်တိပြပြန်ပြီးတော့လဲဖို့ပေါ့နော်လူငယ်တွေပေါ့နော်ဒါဆိုရင်အဲ့ဒါတော့ အလင်းနေကြတာပဲဘောနော်လက်ရှိချိန်မှာတော့အဲ့တော့ဒီဖြစ်ပြနေပတ်သက်လို့ဒါရုရှားဘက်ကဘယ်လိုမျိုးတိုးပြန်မလဲဘောနော်ဒီကရုရှားလှည့်ဖြစ်သွားပါဘောနော်အဲ့တော့ဆက်ပြီးတော့စောင့်ကြည့်ရမှာဘောနော်အဲ့တော့နည်းနည်းလေးတချို့ကလည်းစိုးညံတာရှိတာဘောနော်ဟုတ်ပြီယူကရိန်းသွားပြလှုပ်လိုက်တယ်အဲ့ချိန်ဆိုလို့လို့ရှိရင်ပြန်ပြီးတော့ရုရှားတိုးပြန်မှာဒီကလေးကြီးမလန်ဘယ်လိုလုပ်မလဲနျူကလ িয়ার သုံးလန်ဘယ်လိုလုပ်မလဲဆိုတော့စိုးညံတာရှိတာဘောနော်ဒါပေမဲ့တခုဒါရုရှားဘက်ကစဉ်းစားတာပါလဲဆိုတော့သူရဲ့နောက်ကွယ်မှာအဓိကဘောနော်ထောက်ပံ့နေတဲ့နိုင်ငံတနေနိုင်ငံရှိပါလား သူဘက်ကလောလောဆယ်မှာဂျာနေတယ်ဆိုမှရက်တိနေနိုင်ငံရှိပါတယ်အဲ့ဒါတရုတ်ပေါ့တရုတ်ကလည်းလက်ရှိချိန်မှာစီးပွားရေးအမေရိကန်နဲ့အပြိုင်ဆိုင်ပေါ့နော်ဘက်ပေါင်းစုံမှာနယ်ပယ်ပေါင်းစုံမှာအကိုကစစ်မဖြစ်ရင်တမယ်ပဲဒါပြန်ဆိုင်နေရတဲ့အချိန်ဟောသူတို့ဘက်ကလည်းနည်းနည်းလေးအလုရှုပ်နေတဲ့အချိန်တရုတ်ကသူပြည်တွင်းရေးရောနောက်ကအမေရိကန်နဲ့ပြိုင်ဆိုင်မှုအဲ့ဒီကိုအားထည့်နေရအဲ့ဒီမှာတရုတ်ဘက်ကနေပဲရှင်းချင်းမြပြောပြီးသားပါလုံးဝနျူကလ িয়ার ကိုမတုံးပါနဲ့နျူကလ িয়ার နဲ့ပတ်သက်တော့လုံးဝလက်မခံဘူးလို့ပြောပြီးသားပေါ့နော်အဲ့တော့တရုတ်ရဲ့ထောက်ခံမှုရဲ့နောက်ကတရုတ်ရဲ့ဒါ လုံးဝဒီချိန်မှာတားမြစ်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ပူတင်ကတော့အလွယ်တကူတော့တုံးမှာမဟုတ်ဘူးအဲ့တော့ဒါကတော့ပူတင်အတွက်ရုရှားနိုင်ငံအတွက်အပြိပအဖိအားပေါ့နော်တရုတ်နိုင်ငံသူ့ဘက်ကပါတယ်ဆိုပေမဲ့ဒါတားမြစ်ထားတဲ့အရာတကူဖြစ်နေတာပေါ့နော်နောက်တစ်ခုကတော့ပြည်တွင်းရေးပေါ့နော်တကယ်တကယ်ကျွန်အောင်စရာကောင်းတာပြည်တွင်းကအလောက်ကြီးဒီရုရှားမှာနေတဲ့ပြည်သူတွေကဒီလိုမျိုးအဖြစ်ဖြစ်မဖြစ်သရွေ့အလောက်ကြီးစိတ်ဝင်စားပေါ့ဘာလို့လဲဆိုတော့ကျွန်ပြီးခဲ့တဲ့နှစ်တုန်းကလည်းကျွန်ဆန္ဒလာပိုင်းဝင်ကျင်ပါပေါ့နော်ရုရှားနိုင်ငံမှာဒီ influencer တယောက်ပေါ့နာမည်ကြီးတဲ့လူတယောက်ပဲအဲ့မှာသူကနေပြီးတော့ ပွဲတစ်ခုလောက်ပါအဲ့လိုပဲသူ့လိုပဲနာမည်ကြီးတဲ့ဆယ်လေးတွေကိုဖိတ်တာပေါ့နော်အဲ့ဒီပွဲမှာဘာလုပ်လဲဆိုတော့ကျွန်တော်အဝိစအဲတော်တော်လေးကိုမပမပတလောက်ပဲပေါ့နော်တော်တော်လေးကိုဒါရီကူဝဆုံလောက်ဟာမျိုးဝတ်ထားတဲ့သူလည်းရှိတယ်မျိုးစုံပဲပေါ့နော်ပွဲတစ်ခုလောက်ပါအဲ့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်အင်တာနက်ပေါ်မှာတော်တော်လေးပြန့်နှံ့သွားပါတယ်အကုန်လုံးရုရှားသတင်းတွေမှာရုရှားမီဒီယာအဲ့ဒါတွေပဲတော့ရှော့ပြောနေတာပါတော်တော်လေးကိုအချိန်ကြာပါတယ်အဲ့ဒါအဲ့တော့ပြန်စစ်ဆေးကြည့်မယ်ဆိုလို့ရှိရင်ရုရှားကဒုတိယကမ္ဘာစစ်အပြီးအကြီးမားဆုံးစစ်ပွဲကိုဆင်နွှဲနေတာပါ ဒါရှာဒူရက်ကပါစီပီဒီယာနဲ့အဲ့လောက်ကြီးမားတဲ့စစ်ပွဲရုရှားကမလုပ်သေးပေါ့အဲ့အဲ့စစ်ပွဲကြီးလုပ်ထားတဲ့အချိန်မှာတနိုင်ငံလုံးကနေပြီးတော့အဲ့စစ်ပွဲဆိုတာသူတို့လုပ်နေတဲ့စစ်ပွဲထက်ဒီလိုမျိုးဒါအင်တာနက်ပေါ်ကအဲ့လိုမျိုးအကြောင်းအရာတွေပေါ့နော်နာမည်ကြီးနေပတ်သက်တာပို့ပြီးတော့စိတ်ဝင်စားတာပါလူတွေဆိုတော့အဲ့တော့တကယ်တကယ်ပြည်တွင်းကတော့အဲ့လိုမျိုးဖြစ်လာမှာပဲသူတို့နိုင်ငံထဲမှာဒါမျိုးတက်ခိုင်းမှုခံရတဲ့အချိန်ကြမှာပဲနည်းနည်းလေးဒါသတိဝင်လာမှာပဲပေါ့နော်ဟုတ်ပြီအဲ့တော့ပူတင်ဘာဆက်လုံးမလဲဘယ်လိုဖြစ်မလဲဆိုတော့ဒါနည်းနည်းလေးစောင့်ချက်မရဘူးပေါ့နော်တကယ်တော့ကျွန်တော်ဒီရက်ပိုင်းပေါ့နော်သူတို့ ဒီနေ့ဆိုလို့လို့ချင်းဒါအင်္ဂါနေ့ပေါ့နော်အဲ့ဒါကတော့တောင်ကိုရီးယားနိုင်ငံမှာတမရရုပ်ကုတ်ပဲဒါရုပ်ကုတ်ပဲကျင်းပတော့ပေါ့နော်ပုံမှန်ဆိုလို့ချင်းတော့တချို့နိုင်ငံတွေဆိုလို့ချင်းလူများများလာပြီးတော့မဲပြီးအောင်ဆိုရင်တင်းတင်းကြပ်ကြပ်နေလို့ခါမျိုးပေါ့နော်ပိတ်ရက်တွေမှာရုပ်ကုတ်ပဲလောက်ကြပါတယ်ဒီတောင်ကိုရီးယားကျတော့ပြောင်းပြန်ပေါ့နော်ဒီနေ့မှာရုပ်ကုတ်ပဲလုပ်မယ်ဆိုရင်အဲ့ဒီကိုပိတ်ရက်လောက်ပြလိုက်တာပေါ့နော်ဆွေးနွေးစရာကောင်းပါဒီတစ်ခါရုပ်ကုတ်ပဲတော်အရေးကြီးပါတယ်ကဲအဲ့ဒီအကြောင်းပြောချင်တာပေါ့နော်တော်လို့အပြိုင်ဆိုင်ဖြစ်နေတယ်ဒီနားလောက်ဆိုလို့လို့ရှင်တော့ဒါမှမဟုတ်လည်းမနေ့ပြန်မနေ့လောက်ဆိုရင်ပေါ့နော်အချင်းအဖြေတိရပါဘူးတမနာတက်ဘူးဖြစ်လာမလဲဆိုတော့ပေါ့နော် စုံစားစားကောင်းမှာအဲ့ကြောင့်လဲတကယ်တကယ်အဲ့ဒီကြောင့်ပြောရည်ရွယ်ထားခဲ့တာပေါ့နော်ဒီတစ်ပတ်ကတော့ဒါမှမထမတ်ပဲပို့ပြီးတော့ဒါအပြောင်းလဲဖြစ်မဲ့ကိစ္စရယ်နော်လက်ရှိချိန်မှာသိထားတဲ့နဲ့နော်အဲ့ဒါရဲ့အကျိုးဆက်ကလည်းဘာဖြစ်လာမလဲဆိုတာဆက်ဆက်လက်သတင်းတွေကလည်းတက်လာနေတယ်အဲ့ကြောင့်မို့ဒီနေ့ဗီဒီယိုလေးမှာဝင်များလာတယ်ပြောရခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုပြန်ဆုံတွေ့ကြတော့ပေါ့